နောက်ဆုံးသောကာလခရစ်တော်ဤဟောပြောဆွေးနွေးချက်များဖယားတခင်အားအစီခံခြင်းနှင့်တက်ဆိုင်သောနှုတ်ခပတ်တော်များကောက်နှုတ်ချက်အတင်းတော်တွင် အပေလူစားမျိုးကမာနအထောင်လွှားဆုံးဖြစ်တည်းနီသူတို့ဤမာနထောင်လွှားမှုက မိကဲ့သို့တုပါတာပေါ်လွင်ထင်ရှားတည်းမိတိအခြေအနေများတွင် သူတို့ဤမာနထောင်လွှားမှုကို အထောက်ဖော်ခံရဆုံးဖြစ်တည်းဤဒီကိုတင်တို့သည်ခွဲခြားသိမြင်၍နားလှည့်တလောအတင်းတော်အတွင်ရှိမာနအထောင်လွှားဆုံးတော်လူများသည်စင်စစ်အဖြစ်စိုးရုပ်တော်လူများနှင့်အန်တီခရစ်များဖြစ်ကြသည် ူတို့ဤမာနထောင်လွှားမှုတီတာမန်လူများထက်တာလွန်တီမှာကျူးကြောင်စီလျော်မှုပင်ကိမဲ့လေတီမိတိအခြေအနေများတွင်ဤဒီကိုမြင်ရန်အလွယ်ဆုံးဖြစ်တည်း၎င်းတို့သည်ပြုပြင်ခြင်းခံရသည့်အချိန်တွင်မိမိတို့ဤမာနထောင်လွှားသော စိတ်တဘောထားများကို အရှင်ဆုံးအဖော်ထုတ်ခံရ၏ ဤအန်တီခရစ်များဤမကောင်းမှု ပမာဏမြီများရှိသည်ဖြစ်စေတစုံတူကသူတို့ကို ပြုပြင်ပါက သူတို့သည်အမျက်ထွက်လာပြီးကျွန်ုပ်ကိုဝေဖန်ပြီးဩဝါဒခြေရအောင်တင်ကအဘယ်တူနီလူပနယောက်ကိုများတင်ဦးဆောင်နိုင်တနီတရားတည်တနာများကိုတင်ဟောပြောနိုင်တလော တမတရားကိုတင်မိတ်တဟာယဖွဲ့နိုင်တလောတင်တာကျွန်ုပ်ဤနေရာတွင် ဖြစ်ပါကကျွန်ုပ်ကဲ့သို့တော်မီမဟုတ်ဟုပြောလိမ့်မည်ဤအရာကိုတင်တို့မိတို့ထင်မြင်တနည်း၎င်းတို့သည်တမတရားကို လက်ခံသည့်တဘောထားစူးစစ်မြရှိတလောပြုပြင်ခံရခြင်းကိုတင်တို့ဤနည်းအဖြင့်ချင်းကက်ပါက ဒုက္ခရောက်တော့မည်ယင်ကအတင်တို့တွင်မိတိဓမ္မတရားစစ်မှန်မှုကိုမြမပိုင်ဆိုင်ကြောင်းနှင့်တင်ဤအတ္တစိတ်တဘောထားလုံးဝမပြောင်းလဲကြောင်းကိုတတ်သိပြသည်ဤကဲ့သို့ပြင်းပြင်းထန်ထန်ဖောက်ပြန်ပျက်စီးနေသောပြောင်းလဲခြင်းမရှိတော်လူတယောက်သည်ကောင်းဆောင်သူမဟုတ် အမှုဆောင်သူဦးဖြစ်နိုင်သလား ဖယားတခင်ကို အစီခံဖို့တာဝန်ကို သူတို့ထမ်းဆောင်နိုင်တယ်လောမုတ်ချမထမ်းဆောင်နိုင်ပါထွေကဲ့သို့သောလူများဒီခေါင်းဆောင်များဒုမဟုတ် အမှုဆောင်များဖြစ်ဖို့ပင်အရေးအချင်းမပြည့်မီတော့ကြောင့်ဖြစ်တည်ခေါင်းဆောင်ဒုမဟုတ် အမှုဆောင်တဦးဖြစ်ရန်အနည်းဆုံးအနေဖြင့်လူတဦးဒီအသွေးအကြုံအစစ်အမှန်အနည်းငယ်များရှိရန် တမတရားအချို့ကိုနားလည်ရင်လက်တွေ့ကြမှုအချို့ကို ပိုင်ဆိုင်ရနှင့်အခြေခံအကြဆုံးအစဉ်ကျူးနွန်နာခံခြင်းရှိရန်လိုအပ်သည်ဆိုလိုဒီမှာအနည်းဆုံးအနေဖြင့်လူတဦးတည်ပြုပြင်ခံရခြင်းကို လက်ခံနိုင်ရမည်ဤကဲ့သို့သောလူမျိုးတည်တာလျှင်ကောင်းဆောင်တို့မဟုတ် အမှုဆောင်တယောက်ဖြစ်ဖို့အရေးအချင်းပြည့်မည်သည် အကယ်၍တစုံတူဦးတည်မြည်တိတမတရားစစ်မှန်မှုမြလုံးဝမပိုင်ဆိုင်ပဲပြုပြင်ချင်းခံရတော်အခါသူတည်ညင်းခုန်ပြီးခုခံနေဆဲဖြစ်ကတမတရားကိုလုံးဝလက်မခံပါကပြီးနေထိုကဲ့သို့တော်လူတူဦးတည်ဖရာတခင်ကို အစီခံပါကမိတိအရာဖြစ်လာမည်ဟုတင်တို့ထင်တည်း ထူတူဒီအမှုကိစ္စများကိုစီမင်းများအတိုင်းကင်တွယ်ဖို့မဆိုထားနှင့်မိကဲ့သို့သောအလုံမျိုးကိုထမ်းဆောင်ပါစေဖရာတခင်ကို ခုခံမိကို၎င်းတမတရားကိုလက်တွေ့မလုံဆောင်မိကို၎င်းတန်တရားဖြစ်ဖွယ်မရှိထို့ကြောင့်မိတိတမတရားစစ်မှန်မှုကိုများမပိုင်ဆိုင်သောလူများကကောင်းဆောင်များတို့မဟုတ်အမှုဆောင်များဤနေရာတို့ကို ယူပါက သူတို့သည်မုတ်ချအန်တီခရစ်များဤလမ်းကြောင်းကိုလိုက်လျှောက်ပြီးဖျားသခင်ကို ခုခံကြလိမ့်မည်။များစွာသောကောင်းဆောင်များနှင့် အမှုဆောင်များသည်မိမိတို့ဤတာဝန်အနည်းငယ်များကိုလှုပ်ဆောင်ပြီးသည့်နောက်တွင်အဘေကြောင့်ထုတ်ဖော်ခြင်းခံရသည်။အဘေကြောင့်ဆိုတော့သူတို့ဒီတမန်တရားကိုလိုက်စားရမည်အစာကြောကြမှု အကျိုးအမျက်နှင့်အစဉ်အတန်းတို့ကိုရှာဖွေပြီးရလတ်အနေဖြင့်တူတို့သည်အန်တီခရစ်များ၏လမ်းကြောင်းကို အလိုအလျောက်စတင်လျှောက်လံမိတော်ကြောင့်ဖြစ်သည်တင်တို့အားလုံးနှင့်ဆက်လင်း၍တင်တို့သည်အတင်းတော်တစ်ခုအတွက်တာဝန်ပေးခံရပြီး၆လကြာအောင်တင်တို့ကိုမိတူမြမစစ်စေးခဲ့နေတင်တို့ဒီလမ်းမားတွင်လျှောက်ပြီး မိမိစိတ်ကြိုက်လှုပ်ဆောင်ခြင်းဖြင့်အဆုံးတက်လိမ့်မည်အကယ်၍တနစ်ခန့်သာတင်တို့စိတ်တိုင်းကြလှုပ်ဆောင်ခွင့်ပေးလိုက်ပါကတင်တို့ဒီအခြားလူများကိုလမ်းလွဲသွားစေပြီးသူတို့တို့အားလုံးဒီစကလုံးများနှင့် အယူဝါဒများပြောချင်းနှင့်မိတူကမိတူထက်တာကြောင်းကိုနိုင်ရှင်ချင်းအပေါ်တာအာယုံဆိုင်ကြလိမ့်မည် အကယ်၍နနစ်ခန့်တာတင်တို့စိတ်တိုင်းကြလှုပ်ဆောင်ခွင့်ပေးလိုက်ပါကတင်တို့ဒီတင်တို့ရှေ့မှ လူများကိုဥဆောင်သွားပြီးသူလူများဒီဖရာတခင်ကို မကျူးနှွန့်ပဲတင်တို့ကိုကျူးနှွန့်နာခံလိမ့်မည်ပြီးနှင့်ဤနည်းဖြင့်အတင်းတော်ဒီဆုပ်ယုပ်သွားပြီးဘာသာရေးဆန်လာလိမ့်မည် ဤအတွက်အကြောင်းပြချက်ကမိတိအရာနီတင်တို့ဤမေကွန်းနှင့်ပတ်သက်ပြီးစဉ်းစားဖူးတလွန်လူတို့ဦးဒီဤနီအတိုင်းအတင်းတော်ကိုဥဆောင်တော်အခါသူတူဒီမိတိလမ်းကြောင်းကိုလိုက်လျှောက်တနီအန်တီခရစ်တို့ဤလမ်းကြောင်းဖြစ်သည်တင်တို့ဤတို့ဖြစ်လိမ့်မည်လော ယခုတင်နားလေတော့တမန်တရားအနည်းငယ်ဖြင့်လူများကို တင်တို့မိမြကြအောင်ပံ့ပိုးပေးနိုင်မည်နီလူများအားဖရာတခင်ကိုယုံကြည်ခြင်းလမ်းကြောင်းမှန်ပေါ်သို့တင်ဦးဆောင်နိုင်တလောဖရာတခင်ရွေးချယ်ခံထားရတော်လူများကမေကွန်းများ စွာကိုမေးပါက ဖရာတခင်ဤနှုတ်ခတ်တော်များနှင့်အညီတမန်တရားနှင့်ပတ်သက်၍ သူတို့ကိုတင်မိတ်တဟာယပြုခြင်းအပြင်အပြေပေးနိုင်မည်လောတမတရားကိုတင်နာမလှဲ့ပါကတင်ဒီစကလုံးများနှင့်အယူဝါဒများကို ဟောပြောနေချင်းတာဖြစ်ပြီးတင့်ကိုအကျဉ်အနည်းငယ်နားထောင်ပြီးနောက်လူတို့သည်ထက်နာမထောင်လိုကြတော့ပေထို့ပြင်စကလုံးများနှင့်အယူဝါဒများကို သင်ဆက်၍ဟောပြောနေသောအခါ သူတို့သည်အလွန်အမင်းမနစ်မြှုပ်ကြသည့်အပြင်၎င်းကို ခွဲခြားသိမြင်နိုင်လာကြလိမ့်မည်ဤအခြေအနေတွင်အပေကြောင့်သူတို့ကိုဆက်၍တရားဟောနေသည်။အကယ်၍တင်ဒီစင်ချင်းတုံတရားရှိသူတူဖြစ်ပါက အခြားလူများကိုအယူဝါဒများ ဟောပြောခြင်းကိုရက်တန့်တင်သည်။ လူများကို အထက်စီမှဩဝါဒချွေးနေခြင်းကိုရက်တန့်တင့်သည်အခြားလူများနှင့်တန်းတူနေတင့်ပြီးဖယားတခင်ဤနှုတ်ခပတ်တော်များကို သူတို့နှင့် အတူတကွစားတောက်ပြီးတွေ့ကြုံတင့်သည်ဤအရာများအလုံးသည်ရှင်ချင်းတုံတရားရှိသူများဤတယုတ်တကံများဖြစ်သည်အထူးသဖြင့်မာနထောင်လွှားပြီး မိမိကိုယ်ကိုမှန်ကန်တည်ဟုယူမှတ်တော်တူတို့သည်သူတို့ဤစင်ချင်းတုံတရားကိုလွယ်လင့်တကူဆုံရှုံတတ်ကြပြီးအခြားလူများကိုစကားများနှင့်အယူဝါဒများကိုမလျှော့တန်ဟောပြောလိုကြသည်တို့မဟုတ်ပိုနှက်နေတော်ဝိညာဉ်ပိုင်းဆိုင်ရာအယူအဆများကိုရှာဖွေလိလာခြင်းဖြင့်ကြွားဝါရန်ကြိုးစားကြသည် ထို့တို့ဖြင့်အခြားလူများကို အထင်အမြင်မားစေဖို့ကြူးစားသော လူများဖြစ်လာကြသည်ဤကဲ့သို့ပြုလုပ်ခြင်းသည် ဖရာတခင်ကို ခုခံခြင်းဖြစ်သည်ဤနည်းအတိုင်းတင်ဆက်တရားဟောနေပါက ဖြစ်လာမည့်အကျိုးဆက်များကို တင်ရှင်းလင်းတလောလူများကိုမိတိနေရာတို့သင်ဥဆောင်သွားမည်ကိုသင်ရှင်းတလော အန်တီခရစ်များ၏လမ်းကြောင်းကို တင်လျှောက်လန်းကာတင့်ရှိတို့လူများကိုဥဆောင်၍သူတို့ကိုတင့်အားကျူးနွံ့နာခံ၍ကိုးကွယ်စေသောအခါဤပြဒနာဤတဘာဝမှာအဘယ်နည်းဖရာတခင်ရွေးချယ်ထားသောသူများအတွက် ဖရာတခင်နှင့်တင်ရှင်ပြိုင်နေခြင်းမဟုတ်လောဤဒီမှာ အစကဖရာတခင်ကိုယုံကြည်လိုသော ဖယားတခင်ထံ ပြန်လာလိုပြီးဖယားတခင်ကိုရယူလိုတော်လူများကိုတင့်ရှိတို့ခေါ်ဆောင်ခြင်းသူတို့ကိုတင့်အားကျူးလွန်နာခံစေခြင်းနှင့်တင်ပြောတလို့လှုပ်စေခြင်းပြီးလျင်သူတို့ကိုတင့်အားဖယားတခင်ကဲ့သို့ဆက်ဆံစေခြင်းဖြစ်သည်ဤအရာဤအကျိုးဆက်ကမိတိအရာဖြစ်မည်နီဤလူများသည်အစကား ကယ်တင်ခြင်းခံရရန်အလို့ငါဖရာတခင်ကိုယုံကြည်ခဲ့ကြတော်လဲနောက်ဆုံးတွင်သင်ဤအထင်အမြင်မားစေခြင်းကိုခံလိုက်ရသည်သူတို့သည်ကယ်တင်ခြင်း မခံရမီတာမက ဖြစ်စည်းခြင်းကိုခံရပြီးခြေမုံခြင်းခံရလိမ့်မည်ဤတို့လှောက်ဆောင်ခြင်းဖြင့်သင်သည်လူများကိုလမ်းလွဲအောင်ဥဆောင်နေပြီး သူတို့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေကာဖရာတခင်ကိုယုံကြည်တော်သူတို့ကိုတင်ဖြက်စီနေသည်တင်ဒီမိတိပြမှုအတွေ့အပြစ်ရှိသည်သူတို့ဤနှစ်နာမှုအတွေ့တင်မိတို့ ပြန်ပေးဆက်မည်နီယုံကြည်သူအစ်စ်များကိုတင့်လက်ထဲသို့ရောက်ရန်လိန်လေလှဲစားခဲ့သည် သူတို့ကိုတင်ဤသုံးများဖြစ်အောင်တင်လှုပ်ခဲ့သည် သူတို့အားလုံးကတင်စကားကိုနားထောင်ကြသည်သူတို့အားလုံးတင်နောက်တို့လိုက်ကြသည်ထို့ပြင်တင်စိတ်နှလုံးထဲတွင်တင်ကငါဒီယခုဩစာအာနာကြီးမားပေ၏လူများစွာဒီငါစကားကိုနားထောင်ကြပြီးအတင်းတော်ဒီ ငါဤစေလိုရာစီဖြစ်သည်ဟု အမှန်တကယ်သွေးလေသည်လူသားအတွင်ရှိဤသစ္စာမဲ့ခြင်းတဘာဝသည်တင့်အားဖရာတခင်ကို ပြယုတ်တခုမြအဖြစ်တို့မရည်ရွယ်ပဲအသင်ပြောင်းမိအောင်ပြုစေသည်ထို့နောက်တင်ကိုယ်တိုင်ဘာသာတရားတမျိုးမျိုးတို့မဟုတ်ဂိုင်းကနတမျိုးမျိုးကိုတီထောင်တော့သည်အမျိုးမျိုးသောဘာသာတရားများ တို့မဟုတ် ကိုင်းကနများမိကဲ့သို့ဖြစ်ပေါ်လာသည်။ယင်းတို့သည်ဤနည်းဖြင့်ဖြစ်ပေါ်လာကြသည်။ဘာသာတရားနှင့်ကိုင်းကနတစ်ခုချင်းစီဤကောင်းဆောင်များကိုကြည်လောသူတို့အားလုံးသည်မာနထောင်လွှား၍မိမိကိုယ်ကိုမန်ကန်တည်ဟုယူမှတ်ကြပြီးတမကျန်းစာနှင့်သက်ဆိုင်သည့်၎င်းတို့၏အနက်ဖွင့်ဆိုမှုများသည်ဆက်ဆက်အကြောင်းအရာကင်းမဲ့ကား ၎င်းတို့၏အယူအဆများနှင့်စိတ်ကူးများ၏လမ်းညွန်ခံရသည်သူတို့အလုံးတည်မိမိတို့၏အလုတ်ကိုလှုပ်ဆောင်ရန်စုကျေစုများနှင့်အသိပညာကို အားထားကြသည်အကြွေ၍သူတို့သည်လုံးဝတရားမဟောနိုင်ပါက လူများကသူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လောစင်စစ်မူကား သူတို့၌လည်းအသိပညာအချို့ရှိထားကြပြီးအယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်သူမဟုတ် သူတို့သည်အခြားသူများကိုမိကဲ့သို့တင်သွင်းရမည်ကို၎င်းလေကွက်အချို့ကိုမိကဲ့သို့အတုံးချရမိကို၎င်းတိကြသည် သူတို့သည်လူများကိုလဲ့ဖြားကမိမိတို့ဤရှေ့မောက်သို့ခေါ်ဆောင်ရန်ဤအရာများကိုအတုံးပြုကြသည် ထိုလူများသည်ဖယားတခင်ကို အမိခံသဘောအရာယုံကြည်ကြတော်လဲလက်တွေ့တွင်မူသူတို့သည်ဤကောင်းဆောင်များနောက်တို့လိုက်ကြသည်သူတို့သည်မန္တောလန်ခီကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါသူတို့ထဲမှအချို့တို့ကယုံကြည်မှုနှင့်ပတ်သက်သည့်ကိစ္စများအကြောင်းကျွန်ုပ်တို့ဤကောင်းဆောင်နှင့်တိုင်ပင်ဆွေးနွေးရမည်ဟုဆိုကြသည် ဖျားတခင်ကိုယုံကြည်ခြင်းမန်တော်လန်းခရီးကို လက်ခံခြင်းတို့နှင့်ပတ်သက်သည့်အခါလူတို့သည်အခြားသူများ၏သဘောတူညီချက်နှင့်လက်ခံမှုလိုအပ်ပုံကိုကြည်လောဤဒီမှာပြက်တနာတစ်ခုပင်မဟုတ်လောဤသို့ဆိုရင်ထိုကောင်းဆောင်များသည်အပေအယားများဖြစ်လာကြပြီနီသူတို့သည်ဖာရိရှဲများ ိုးထိန်ဤအယောင်ကိုစောင်းတော်တူများအန်တီခရစ်များနှင့်မန်တော်လန်ခီကို လူတို့လက်ခံရ၌အသာအစီများဖြစ်လာကြသည်မဟုတ်လောထိုကဲ့သို့သောသူတို့သည်ပေါလူနှင့်သမျိုးတစားတီးဖြစ်ကြ၏ဤဒီကိုငါအဘယ်ကြောင့်ပြောတနည်းပေါလူဤဩဝါဒစာများကိုတမန်ကျမ်းထဲတွင်မှတ်တမ်းတင်ထားပြီး နှစ်ပေါင်း2000တိုင်အောင် လက်ဆင့်ကမ်းလာခဲ့ကြသည်ဂျေဇုတော်ခေတ္တလျှောက်လုံးတခင့်ကိုယုံကြည်ခဲ့ကြသူများသည်ပေါ်လူဤစာများကိုမကြာခဏဖတ်ကြပြီးဆင်းရဲဒုက္ခမိမိခန္ဓာကိုယ်ကိုချုပ်တီးခြင်းနှင့်နောက်ဆုံးတွင်ဖြောင့်မတ်ခြင်းတရဖူကို ပိုင်ဆိုင်ခြင်းစတီတို့ကို သူတို့ဤဆံတတ်မှတ်ချက်အနေဖြင့်မှတ်ယူခဲ့ကြသည် ပေါ်လူဤစကားများနှင့်အယူဝါဒများအတိုင်းလူအလုံးတို့သည် ဖရာတခင်ကိုယုံကြည်ခဲ့ကြသည်ဤအနှစ်2000ကျော်အတွင်းလူများစွာသည် ပေါ်လူကိုအတူယူခဲ့ကြသည်သူကိုကိုးကွယ်ကြပြီးသူ့နောက်လိုက်ကြသည်သူတို့သည်ပေါ်လူဤစကားများကိုတမကျန်းစာတစ်ဖွဲတဘောထားကြပြီးသခင်ယေရှု၏နှုတ်ခပတ်တော်များကို ပောလူဤစကားများဖြင့်အစာထူကြကဖယားနုခပတ်တော်များကိုလက်တွေ့လှုပ်ဆောင်ရန်ပြက်ကွက်ခဲ့ကြသည်ဤဒီမှာလမ်းလွဲမှုတစ်ခုဖြစ်ဒီမဟုတ်လောဤဒီမှာကြီးမားသောလမ်းလွဲမှုတစ်ခုဒီကျေးဇူးတော်ခေအတွင်းတွင်ဖယားတခင်ဤရည်ရွယ်ချက်များထဲမှမိမြကို လူများနားလည်နိုင်ခဲ့ကြသည်နိ အမှန်တွင်မူထိုအချိန်ကယေရှုနောက်သို့လိုက်ခဲ့ကြသူများသည်အနေစုတာဖြစ်ပြီးသူကိုတိကျသူများသည်တာ၍ပင်အရေးအတွက်နေပါလေသည်သူဤတပည့်တော်များပင်လင် သူကိုအမှန်တကယ်မတိကြပေလူများသည်တမန်ကျန်းစာတွင် အလင်းအနေငယ်တွေ့ပါကယင်းမှာဖျားတခင်ဤရည်ရွယ်ချက်များကို ကိုစားပြုသည်ဟု မတွေးတင့်ပေ။ပြီးလျင်ညံအလင်းပွင့်ခြင်းအနေငယ်ကိုဖရာတခင်ကိုတည်ကျွမ်းခြင်းအဖြစ်တာ၍ပင်သဘောမထားတင့်ပေ။လူများအားလုံးဒီမာနထောင်လွားပြီးစိတ်ကြီးဝင်ကြသည်။ထို့ပြင်၎င်းတို့သည်ဖရာတခင်ကို၎င်းတို့ဤစိတ်နှလုံးထဲတွင် မထားကြပေ။အယူဝါဒအနည်းငယ်ကို နားလေတိအခါတွင် ၎င်းတို့သည်ကိုလန်းကိုထွန်ကခွဲထွက်သွားကြ၍ယင်ကဂိုင်းကနများစွာဖွဲ့စည်းခြင်းကိုဖြစ်စေသည်ဂျေဇုတော်ခေတ်တွင်ဖယားတခင်သည်လူသားအားလုံးဝစီကံမတင်ကြက်ခဲ့ပါယေရှု၏နာမတော်အောက်ရှိဘာသာတရားများနှင့်ဂိုင်းကနများအားလုံးတွင်တန်ရှင်တော်ဝိညာဉ်တော်၏လှူဆောင်ချက်အချို့ရှိခဲ့သည် ၎င်းအထဲတွင်နတ်ဆိုးများအလုံးမလုံးနေတည်၍တန်ရှင်တော်ဝိညာဉ်တော်သည်မိတိအသိန်းတော်တွင်မဆိုးအလုံးလုံးသည်ထို့ကြောင့်လူအများစုသည်ဖရာတခင်ဤယေရှုတော်ကို ခံစားနိုင်ခဲ့ကြသည်ဖရာတခင်အပေါ်လူတို့ဤယုံကြည်ခြင်းသည်စစ်မှန်သည် ဖြစ်စေအတုအယောင်ဖြစ်စေ သူတို့သည်အခြားလူများနောက်လိုက်သည် ဖြစ်စေ တမတရားကိုမလိုက်စားတည်ဖြစ်စေယခင်ကဖရာတခင်တီလူများနှစ်ပတ်တက်၍စီကံမတင်ကြိုက်ခဲ့ပါအဘယ်ကြောင့်ဆိုတော့နောက်ဆုံးအဆင့်တွင် သူကြိုတင်တက်မှတ်ထားကရွေးချယ်ခဲ့ပြီး ဖြစ်သည့်သူများအားလုံးတီသူရှိတော်မောက်တို့လာ၍သူဤတရားစီရင်ခြင်းကိုလက်ခံရလိမ့်မည်ဟု သူကြိုတင် ပြဋ္ဌာန်းထားနှစ်ပြီးဖြစ်တော်ကြောင့်ဖြစ်သည် အကယ်၍ဖယားတခင်ဤနောက်ဆုံးတော့ကာလအမှုတော်ကို လက်ခံပြီးတိနောက်လူများဒီအခြားလူများနှောက်တို့ဆက်၍လိုက်ပြီးကူးကွယ်နေသေးပါကတမတရားကိုလိုက်စားရမည်အစားကောင်းကြီးများနှင့်တရဖူးများနှောက်တို့သာ သူတို့လိုက်နေပါကဤဒီမှာခွင့်မလွတ်နိုင်ဖွယ်ဖြစ်၏သူကဲ့သို့သောလူများဒီပေါ်လူကဲ့သို့အဆုံးတက်ကို တွေ့ရလိမ့်မည် ပေါ်လူနှင့်ပေတရုတို့ကို ဥပမာများအဖြစ်အဘယ်ကြောင့်ငါမကြခဏသုံးတနည်းဤဒီမှာလမ်းကြောင်းနှစ်တွယ်ဖြစ်သည် ဖရာတခင်ကိုယုံကြည်သူများသည် ပေတရုဤလမ်းကြောင်းကိုဖြစ်စေ ပေါ်လူဤလမ်းကြောင်းကိုဖြစ်စေလိုက်ကြသည်ဤနှလမ်းသာရှိသည်တင်ဒီနောက်လိုက်တူဦးဖြစ်စေခေါင်းဆောင်တူဦးဖြစ်စေအတူတူပင် ပေတရုဤလမ်းကြောင်းကိုတင်မတက်ရောက်နိုင်ပါကတင်ဒီပေါ်လူဤလမ်းကြောင်းကိုရှောင်နေခြင်းဖြစ်သည်ဤဒီမှာရှောင်လွယ်၍မရပင်တတိယလမ်းကြောင်းဟူ၍မရှိ ဖရာတခင်ဤရည်ရွယ်ချက်များကို နာမလဲသူများဖရာတခင်ကို မတိသူများတမန်တရားကိုနားလဲဖို့မကြိုးစားသူများနှင့် ဖယားတခင်ကိုအကျွမ်းမဲ့ကျွနွန်နာခံနိုင်ခြင်းမရှိသူများသည်ပေါ်လူကဲ့သို့တူညီသောအဆုံးသက်ကို နောက်ဆုံးတွင်တွေ့ရမည်တင်ဒီဖယားတခင်ကိုသိရန်တို့မဟုတ်ဖယားတခင်ဤရည်ရွယ်ချက်များကိုနားလည်ရန် မကြိုးစားပဲတင်ဒီစကားများနှင့်အယူဝါဒများကို ပြောနိုင်ရနှင့်ဝိညာဉ်ပိုင်းဆိုင်ရာအယူအဆများကို ဟောပြောရန်သာအာထုတ်နေပါကသင်ဒီဖရာတခင်ကို ခုခံပြီးတစ္ဆာဖောက်ယုံသာတတ်နိုင်သည်အကြောင်းမှာဖရာတခင်ကိုခုခံခြင်းသည်လူတဘာဝဖြစ်တော်ကြောင့်တည်းတမတရားနှင့်မကန့်ညီသောအရာများသည်လူသားဤစန္ဒမှ ပောက်ဖွာလာဒီမှာသိချသည်လူသားဤစန္ဒမှပောက်ဖွာလာသည်မြမိတိအရာမစူ လူသား၏အမြင်တွင်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေဖရာတခင်၏အမှုကိုနှောက်ရက်သည်ကိစ္စအချို့တွင်တမန်တရားနှင့်အညီသူတို့မလုံဆောင်တော်လဲသူတို့သည်ဖရာတခင်ကိုခုခံနေခြင်းတို့မဟုတ်သူစရိုက်မှုကိုပြုနေခြင်းမဟုတ်ဟုလူအချို့ကထင်ကြသည်ဤဒီမှာမန်တလော ဓမ္မတရားနှင့်အညီတင်မလောက်ပါကတင်ဒီဓမ္မတရားကိုကျင်းတီချိုးဖောက်နေခြင်းဖြစ်ပြီးဓမ္မတရားကို ချိုးဖောက်ခြင်းတီအခြေခံအားဖြင့်ဖရာတခင်ကို ခုခံခြင်းဖြစ်သည်ထိုအရာဒီ क्वे ပြတော်ပြင်းထန်မှု အစဉ်တစ်ခုတာဖြစ်သည်ဖရာတခင်ကို ခုခံသူလူတူအဖြစ်တင့်ကိုမတက်မတ်ထားလှင်ပင် ဖယားတခင်တီတင့်ကိုအတိအမတ် ပြုလိုက်မည်မဟုတ်အဘေကြောင့်ဆိုတော့တင်တီတမတရားကို လက်တွေ့မလုဆောင်ပဲတမတရားနှင့်မဆက်ဆက်သည့်အရာများကိုတာတင်လုဆောင်နေတော်ကြောင့်၎င်းတင့်ကိုပိုင်စန္ဒအလျောက်သာပြုမှုတော်ကြောင့်၎င်းဖြစ်လေသည်တမတရားကိုမလိုက်စားတော်သူတို့သည်သူစရိုက်အမှုကို မလောက်လင်ပင် မိမိတို့ဤဖောက်ပြင်ပြက်စီသော စိတ်တဘောထားများကိုဖေရှားနိုင်မည်လောသူတို့ဤဖောက်ပြင်ပြက်စီသောစိတ်တဘောထားများကို သူတို့မဖေရှားနိုင်ပါက သူတို့ဒီထိုဖောက်ပြင်ပြက်စီသော စိတ်တဘောထားများအတိုင်းအသက်ရှင်နေထိုင်နေကြစေဖြစ်သည်ဖယားတခင်ကိုခုခံရန်မြည်တိအရာများသူတို့မလောက်တော်လဲသူတို့ဒီဖယားတခင်ကိုကျူးနွံ့နာခံဖို့ မဖြစ်နိုင်သည့်အပြင်ဖရာတခင်သည်ထိုကဲ့သို့သောလူများကိုအတိအမတ်ပြုလိုက်မည်မဟုတ်